ီ Nike ရဲ့ Gangster Phantom ဆိုတာရင်ကျွန်တော်တို့တွေရဲ့မျိုးလုံးထဲမှာဒီ Nike Cortez Phantom ကိုပြင်းမိကြမှာပေါ့နော်ဟုတ်ပါတယ် Nike Cortez Phantom ကတကယ်လဲ US မှာရှိတဲ့ Gangster တွေဝတ်ခဲ့တဲ့ Phantom ပါဒါပေမဲ့ UK မှာတော့မဟုတ်ခဲ့ပါဘူး UK မှာတော့ Gangster Phantom က One Ten ပါဟုတ်ပါတယ်တည့်ရလူတွေလည်းတည်ပြီးသားဖြစ်မှာပါ one ten ဆိုတာကလည်းတခြားမဟုတ်ပါဘူး Nike MS95 ဖနက်ရဲ့ nickname ပဲဖြစ်ပါတယ်။အဲအဲ့ဖနက်လေး nickname ဘယ်လိုတွင်လာလဲဆိုတော့ဒီ Nike MS ဖနက်ကိုဒီ1995မှာပထမဆုံးစ release လုပ်တော့အောင်ပေါ့ဖနက်ရဲ့ retail ဈေးကအာ130ဒေါ်လာပါ။အဲ့အနေနဲ့သင်သူတို့ one ten လို့ခေါ်ခဲ့တာပဲဖြစ်ပါတယ်။တနည်းပြောမယ်ဆိုဒီဖနက်က gangster တွေပဲမဟုတ်ဘူးဒီ UK မှာရှိတဲ့ဒီ criminal တွေပါစီးခဲ့တဲ့ဖနက်လို့ပြောလို့ရပါတယ်။အဲ့ဖနက်ကဘယ်လောက်တောင် UK မှာ popular ဖြစ်ခဲ့လဲဆိုရင်ဒီဘယ်လိုပြောမလဲဆိုရင်ဒီ school တွေမှာ school တချို့မှာတော့ပေါ့နော်ဒီဒီ one ten ဖနက်လေးတွေကိုစီးကွင်းအောင်ပိတ်ပင်ခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်။အဲ့တော့ ော့ဖနက်လေးရဲ့ဒီဇိုင်းကိုပြောမယ်။အာဒီဖနက်လေးရဲ့ဒီဇိုင်းကိုဆွဲခဲ့တဲ့လူကတော့ဒီ Sergio Losanon ဆိုတဲ့လူပဲဖြစ်ပါတယ်။ဖနက်ရဲ့ဒီဇိုင်းကဘယ်အောင် inspiration ယူထားတာလဲဆိုတော့ကျွန်တော်ဒီ human anatomy ကို inspiration ယူထားတယ်လို့ပြောလို့ရတယ်။သူရဲ့ဒီဖနက်လေးစင်းနေရာမှာတွေ့ရတဲ့ကျွန်တော်ဒီအဲဒီ style လေးတွေကအာဒီနိုင်ရိုးကိုကိုးစားပြုတယ်ပြီးရင်ဖနက်ရဲ့နောက်ဘက်ကဒီ pattern လေးကကြာဒီ human spine ကိုကိုးစားပြုတယ်လို့သိရပါတယ်။ ီးဝိုင်းဒီ MS95 ရဲ့ signature design လေးဖြစ်တဲ့ဒီ bear pattern လေးကကြတော့ဒီ human anatomy ကိုကိုစားပြုတာမဟုတ်ပါဘူးအဲ့ဒါကြတော့ဒီဘယ်လိုပြောမလဲဆိုရင်ကျွန်တော်ဒီ art layer ကိုကိုစားပြုတာပေါ့နော်ဒီမြေတိုက်စားခံထားရတဲ့ art layer ကိုကိုစားပြုတာပါဥပမာအဖြစ်ပြောပြမယ်ဆိုရင်ကျွန်တော်ဒီ grand canyon ဟိုရေတိုက်စားလို့ဖြစ်တဲ့ art layer ပေါ့နော် အဲ့အားလျော်တို့အာဖနိုင်မှာ design inspiration အနေနဲ့ထည့်ထားတယ်လို့သိရပါတယ်။ခုနကကျွန်တော်ပြောခဲ့တဲ့လိုမျိုးပေါ့နော်။ဒီ MS95 ဒီ110ဖက်နက်ကို UK မှာရှိတဲ့ဒီဘယ်လိုပြော Gangster တွေ Criminal တွေစီးခဲ့တဲ့လိုမျိုး UK မှာရှိတဲ့ Rapper တွေကပါအမျက်မျိုးစီးခဲ့ကြတာပါ။အရင်ကလည်းစီးခဲ့တယ်အခုထိလည်းစီးနေဆုံးပါပဲဥပမာအဖြစ်ပြောမယ်ဆိုဒီ Central C ပေါ့နော်သူကိုယ်တိုင် MS95 ဖနက်ကိုအမျက်တနှုန်းနဲ့အမြဲ width လိုမျိုးဒီ Nike ကတော့မှမကြတဲ့ခင်ကသူ MS သူ့ရဲ့ဘယ်လိုပြောလဲသူနဲ့ collaborate လုပ်ပြီးတော့သူ့ရဲ့ signature MS95 ဖနက်တရံမှာ release လုပ်ခဲ့ပါသေးတယ် ။အရင်တော့ UK rubber တချို့ဆိုရင် MS95 ဖနက်ကိုသူတို့တချင်းစားထားလိုက်မှလားဖဲ့ပြီးဆက်ဆူခဲ့တာတွေတောင်ရှိခဲ့ပါသေးတယ်။တကဘာလုံးမှာဒီ Yeezy တွေ Jordan တွေဘလောက်ပဲ hit ထနေပါစေဘလောက်ပဲ hot နေပါစေ UK မှာတော့ MS95 ကအာ still are uh, one of the hottest sneaker လို့တောင်ပြောလို့ရပါတယ်။အဲ့ MS95 ထုတ်ခဲ့တဲ့တုန်းကဒီ OG colorway လေးကကျွန်တော်ဒီ neon color လေးပေါ့နော်ဒီ Nike ကဒီမကြတဲ့ခင်ကမှဒီ Kylian Mbappe နဲ့ အာဘယ်လိုပြောမလဲဆိုရင်ကိုယ်တိုင် advertise လုပ်ပြီးတော့ဒီ MS95 neon color wheel ကိုပဲ football boots အနေနဲ့တောင်ထုတ်ခဲ့ပါလေတယ်။ MBA ကိုယ်တိုင်ကလည်းဒီအဲ့ဖက်နယ်လေးကိုဒီပြီးခဲ့တဲ့ Arsenal နဲ့ဒီ Champions League ပွဲမှာသူတို့အာဝိတ်ခဲ့ပါလေတယ်။ဒါပေမဲ့ဘယ်သူမှတော့ Kylian Mbappe ဝိတ်ခဲ့တဲ့ဒီ MS95 ဖက်နယ်လေးကိုတတိမထားမိခဲ့ကြပါဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီည Kylian Mbappe ရဲ့ညမဟုတ်ခဲ့ပါဘူး။အဲ့ဒီညဒီဘယ်လိုပြောမလဲဆိုရင်ကျွန်တော်တို့ဒီပေါ်ဆန်းမွေးရဲ့ညဖြစ်ခဲ့လို့ပါပဲ။